အခုကျမ်းပိုင်ကတော့ထွန်းမြောက်ရာကျမ်းခန်းကြီး၈ဖြစ်ပါတယ်။အခန်းကြီး၈အငယ်၁မှ၄ခါရဖျားကလည်းတင်းဒီဖာရောဘီန်ထံသို့ဝင်၍ငါဤလူတို့သည်ငါအားဝတ်ပြုမိအကြောင်းသူတို့ကိုလွတ်လောမလွတ်ဘူးဟုညင်းလင်တင်းဤပြည်တလျှောက်လုံးကို ဖာရောဖြင့်ဒဏ်ခတ်အုံးမိမြစ်တီလည်းများစွာသောဖာရောကိုဖွာ၍သူတို့သည်တင်းဤအိမ်၌၎င်း အိတ်ခမ်း၌၎င်းအိယာဘော်၌၎င်းတင်းကျွန်းတို့အိမ်၌၎င်းတင်းလူတို့အပေါ်၌၎င်းတင်းမိဘို၌၎င်းမုတ်နယ်သောခွန်း၌၎င်းတက်ကြလိမ့်မည်တင်မဆာ၍တင်းလူတင်းကျွန်းရှိသည်မြတို့အပေါ်၌တက်ကြလိမ့်မည်ဟုဒါရဖျားမိန်တော်မူသည့်အကြောင်းကိုကြားပြောလို့ဟုမောရှေအားမိန်တော်မူ၏အငယ်9မှ ခုနှစ်တပန်သာရဖျားဒီမောရှိအာမိန်တော်မူပြန်ဒီကာအာရုံဒီချောင်းရီမြည်ရီအိုင်အင်းရီတို့အပေါ်၌လန်ဒန်ကိုကင်လျက်လက်ကိုဆန့်၍အေဂိုတူပီအပေါ်သို့ ဖားများကိုတက်စေခြင်းကပြောလို့ဟု မိန်တော်မူသည်အာရုံဒီအေဂရူပီ၌ရှိသော ရေပေါ်မှ လက်ကိုဆန့်သည်ဖြင့်ဖားတို့သည်တက်၍အေဂိုတူပီတလျှောက်လုံးကို ဖုံလွှမ်းကြ၏ဝိဇ္ဇာဆရာတို့သည်လည်းဝိဇ္ဇာအတအားဖြင့်ထိုအတူပြု၍ဖာရုကိုအဂရုပြည်အပေါ်သို့ဆောင်ကြ၏အငယ်၈မှ၅ထိုအခါဖာရောမင်းသည် မောရှေနှင့် အာရုံကိုခေါ်၍ဒါဝရဖျားသည်ဖာရုကိုငါနှင့်ငါလူတို့ထံမှပယ်ရှားတော်မူမည်အကြောင်းတောင်းပန်တော့ ဤဒေလလူတို့သည်ထာဝရဘုရားအားရစ်ပူဇော်ရသော အခွင့်ကိုငါပေးမည်ဟု ဆို၏မောရှိကလည်းကိုရောနှင့်ကိုရောအိမ်များမှ ဖာရုကိုပယ်ရှင်းဖြစ်စီ၍မြင့်၌သာ နေစေခြင်းဟာကိုရောနှင့် ကိုရောဂျုံများလူများအဖို့အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်ချက်တော်မူပါဟုလျှောက်တော်နက်ဖြန်နှင့်တောင်းပန်လို့ဟု မိန့်တော်မူသည်ဖြစ်၍ မောရှိကအကျွန်ုပ်တို့ဖျားသခင်သာရဖျားနှင့်တူသောဖျားမရှိကြောင်းကို ကိုတော်သိစေခြင်းဟာအမိန်တော်အတိုင်းဖြစ်၍ဖားတို့သည် ကိုတော်နှင့် ကိုရောအိမ်များကျွန်းများ လူများထံမှထွက်သွား၍မြင့်၌သာနေကြလိမ့်မည်ဟု မောရှိလျှောက်ပြီးလင်အာရုံနှင့်အတူအထံတော်မှထွက်သွား၍ဖာရောဘီရင်အပေါ်သို့သာရဖျားဆောင်းတော်မူသော ဖားတို့အကြောင်းကြောင့် မောရှိသည်ဆုတောင်းပတနာပြုလေ၏။ဒါဝရဖျားသည်မောရှိတောင်းလျှောက်သောစကားအတိုင်းပြုတော်မူသဖြင့်ဖာရိုသည်အိမ်များရွာများလေပြင်းများတို့တွင်တည်ကြ၏။အသေးကောင်တို့ကို စုပုံ၍ထားသဖြင့်တပီလုံးနံလေ၏။ဖာရောမင်းလည်းတက်တရကြောင့်ကိုသိမြင်သောအခါဒါဝရဖျားမိန်တော်မူသည့်အတိုင်းနှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏အငယ်၁၆မှ၁တဖန်ထာဝရဘုရားသည်မောရှိအားမိန်တော်မူသည်ကားအေဂုတုပြည်တလျှောက်လုံး၌ရှိသောမြေမှုန့်သည် ချင်းကောင်ဖြစ်စေခြင်းကအာရုံသည်လှန်တန်ကိုကင်လျက်လက်ကိုဆန့်၍မြေမှုန့်ကိုရိုက်စေခြင်းကပြောလို့ဟု မိန်တော်မူသည့်အတိုင်းအာရုံသည်လှန်တန်ကိုကင်လျက် လက်ကိုဆန့်၍မြေမှုန့်ကိုရိုက်လေ၏မြေမှုန့်သည်လည်းလူ၌၎င်းတိရစ္ဆာန်၌၎င်းချင်းကောင်းဖြစ်လေ၏အေဂုတုပြည်တလျှောက်လုံး၌မြေမှုန့်ရှိသမျှသည်ချင်းကောင်းဖြစ်လေ၏ဝိဇ္ဇာဆရာတို့လည်းချင်းကောင်းတို့ကိုဖြစ်စေခြင်းကဝိဇ္ဇာအတက်အားဖြင့် ထိုးတူပြု၍မတတ်နိုင်ကြတို့ဖြစ်၍လူတို့နှင့်တိရစ္ဆာန်တို့၌ချင်းကောင်းတို့သည် ရှိကြ၏ထိုအခါ ဝိဇာဆရာတို့ကဤအမှုသည်ဘုရားသခင်၏တကူကြောင့်ဖြစ်သည်ဟုဖာရောဘုရင်အားရှောက်ကြားကြ၏သို့တော်လည်းသာရဘုရားမိန်တော်မူသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏အငယ်20မှ24သာရဘုရားကလည်းတင်းဒီနန်းနှင့်စောစောထလောရေစိတ်တို့ထွက်သွားသောဖာရောဘုရင်ရှေ့မှရက်၍ ဒါရဖျားကငါဤလူတို့သည်ငါအားဝတ်ပြုမိအကြောင်းသူတို့ကိုလွတ်တော့မလွတ်ဖဲနေလျင်တင်းနှင့်တင်းဤကြုံများလူများအိမ်များထဲသို့ရင်ရဲတို့ကိုငါဆေလွတ်သဖြင့်အဲဂုတ်သူလူတို့နေသောအိမ်ရက်တော်မြေသည်ရင်ရဲနှင့်အပြည့်ရှိရလိမ့်မည်ငါသည်မြေကြီးလေ၌ဒါရဖျားဖြစ်ကြောင်းကိုတင်သိစေခြင်းငါငါဤလူတို့နေရာဂေါရှင်ပြည်ကို ထိုနေ့၌ငါချမ်းသာစေ၍ထိုပြည်၌ရင်ရဲမရှိရ ထိုတို့ငါ၏လူတို့နှင့်တင်းလူတို့ကိုငါချမ်းသာစေမည်နက်ပြန်နေ့၌ထိုနမိတ်ထင်ရှားလိမ့်မည်ဟု မိန်တော်မူကြောင်းကို ပြောလိုဟု မောရှိအားမိန်တော်မူ၏ထိုတို့သာရဖျားပြုတော်မူသည်ဖြင့်အလွန်ကြမ်းတမ်းသောရင်ရဲတို့သည်ဖာရောပြင်အိမ်အဆရှိသော သူ၏ဂျွန်တို့အိမ် အဂုတုပြည်တလျှောက်လုံး၌ရောက်လာ၍ထိုရင်ရဲတို့ကြောင့်အဂုတုပြည်ပြက်လေ၏ငယ်25မှ32ထိုခါဖာရောဘင်သည်မောရှေနှင့် အာရုန်ကိုခေါ်ပြီးလင်သင်တို့သည်ဤပြည်၌သင်တို့၏ဘုရားသခင်အားရစ်ပူသောတွားကြလောဟု မိန်တော်မူသောမောရှေကထိုတို့မပြုသင့် ပြုလေအေဂုတုလူတို့၏ရွေးရှာပွဲသောအရာကို အကျွန်ုပ်တို့ဖျားသခင်သာရဖျားအားရစ်ပူဇော်ရပါမည်အေဂုတုလူတို့၏ရွေးရှာပွဲသောအရာကိုသူတို့မျက်မှောက်၌ရစ်ပူဇော်လျင်သူတို့သည်အကျွန်ုပ်တို့ကိုဂဲနှင့်ပြစ်ကြပါလိမ့်မည်မဟုတ်လောတို့ဖြစ်၍တော၌သုံးရခยีသွား၍အကျွန်ုပ်တို့ဖျားသခင်သာရဖျားမိန်တော်မူသည့်အတိုင်းရစ်ပူဇော်ကြပါမည်ဟုလျှောက်ဆို၏ဖာရောဘင်ကလည်း င်တို့၏ဖျားသခင်သာရဖျားအားတော၌ရစ်ပူစောမိအကြောင်းတော်ရသောအခွင့်ကိုငါပေးမည်တို့ရတွင် ဝေဝေမတော်ရကြငါအဖို့တောင်းမှန်လို့ဟုမိန်တော်မူ၏မောရှိကလည်းအကျွန်ုပ်ဒီကိုရော့ထံမှထွက်တော်၍ရင်ရဲတို့ဒီဖာရောဘီနှင့်သူ၏ဂျုံများ လူများထံမှနက်ဖြန်နှင့်တွားမိအကြောင်းသာရဖျားကို တောင်းပန်ပါမည်တို့ရတွင်ဣတရေလလူတို့ဒီသာရဖျားအား ရစ်မပူဇော်ရမည်အကြောင်းနောက်တဖန်စီးတား၍လှဲစားတော်မမူပါနှင့်ဟုလျှောက်ပြီးလင်ဖာရောဘီန်ထံမှထွက်သွား၍သာရဖျားကိုတောင်းပန်လေ၏သာရဖျားသည်လည်းမောရှိစကားကိုနားထောင်၍ရင်ရဲတို့ကိုဖာရောဘီန်နှင့်သူ၏ဂျုံများလူများထံမှတကောင်းမြတ်မကြံစေခြင်းဟံပေရှားတော်မူ၏ထိုအခါ၌လည်းဖာရောဘီန်သည်နှလုံးခိုင်မာပြန်၍ ဣဒေလလူတို့ကိုမလွတ်ဘဲနေလေ၏ခင်းနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်